မိန်းကလေးတွေကမေးကြတယ်ကျမကိုသူတို့ရဲ့ချစ်သူတွေပေါ့နော်ချစ်သူတွေကသူတို့ကိုမှသစ္စာဖောက်ကြတယ်တဲ့ချစ်သူဘဝမှာရည်စားဘဝမှာသစ္စာဖောက်တဲ့ချစ်သူကိုဘယ်လိုလုပ်ရမလဲအဲ့လိုမေးကြတယ်အဲ့တော့ကျမကတော့ပြောတာပေါ့နော်ချစ်သူဘဝမှာသမီးစားဘဝမှာတောင်မှကိုယ့်ဘဝမှာသစ္စာမဆောင်ထိန်းနိုင်တာအိမ်တော်ပြုတဲ့အခါသူကကိုယ့်ဘဝမှာသစ္စာရှိတဲ့ခင်မိုးကောင်းဖြစ်နိုင်မှာမလားတဲ့ဒါကကျမတို့စဉ်းစားရမယ့်ချက်ပါ တလောတော့ကမင်းကလေးတယောက်ကကျွန်မရှိကိုဖုန်းဆက်တယ်။သူနဲ့သူချစ်သူကသမီးစားတတ်တန်း2နှစ်ရှိပြီ။အဲ့ဒီချစ်သူတတ်တန်း2နှစ်အတွင်းမှာအဲ့ဒီအမျိုးသားနဲ့သူနဲ့က living together လည်းနေပါတယ်တဲ့။အဲ့လိုချိန်မှာပဲသူကအဝေးတင်ကြောင်းတက်တော့တလလောက်ပေါ့နော်။သူချစ်သူနဲ့သူကခွဲနေရတယ်တလလောက်တွင်းမှာသူကသူချစ်သူကနောက်ထပ် main ကလေးတယောက်နဲ့ကြီးစားထားတယ် living together နေတယ်။အဲ့ဒါကိုသူကအဲ့ဒီ main ကလေးကပြောမှသူကသိရတယ်။ ဲ့လိုပြီးရတော့သူကသူ့ချစ်သူကိုသူကမေးတယ်တဲ့ဟုတ်လားပေါ့ဆိုတော့သူ့ချစ်သူကပြောတယ်ဟုတ်တယ်အပြော်ထားလိုက်တာလို့ပြောတယ်အဲ့တော့သူအယမ်းကိုဝမ်းနဲ့ချိန်ခွဲသွားတယ်တဲ့သူအယမ်းခံစားရတယ်သူဘယ်လိုလုပ်ရမလဲကျမတော့ပြောလိုက်လွတ်ချပလိုက်ချပလိုက်ကျမတော့အဲ့လိုပြောလိုက်ဘာကြောင့်လဲဆိုတော့နံပါတ်1ဒီတလာလေးတောင်မှသူကခုပေါ်မှာပြဿနာမရှိနိုင်ဘူးဘဝတစ်သက်လုံးသူ့ရဲ့ပြဿနာကိုကျမတို့ဘယ်လိုမျှော်လင့်လို့ရမလဲ နောက်တစ်ချက်ကအပျော်တဲ့မိန်းကလေးတယောက်ကိုအပျော်ကြီးစားထားတယ်သူနင်းချီလိုက်တာနှလုံးသားနှစ်ခုသူချစ်သူကောင်မလေးရဲ့နှလုံးသားကို तू ကနင်းချီလိုက်သလိုနောက်ထပ် तू အပျော်လို့ပြောတဲ့မိန်းကလေးတယောက်ရဲ့နှလုံးသားကိုလည်း तू ကနင်းချီလိုက်တာမိမတွေကအပျော်တွေအပြက်တွေမဟုတ်ပါဘူးအဲ့တော့မိန်းကလေးတွေကိုအပျော်သဘောအပြက်သဘောသံသဘောထားတဲ့ယောက်ျားတွေရဲ့စိတ်ကအစဉ်တန်းအင်မတန်ကိုနှိမ့်ကြပါလေအဲ့ဒါကြောင့် ဒီလူဟာဘလို့မှလူကောင်းမဖြစ်နိုင်ဘူးယောက်ျားကောင်းမဖြစ်နိုင်ဘူးဖြစ်မုန်းကောင်းမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်သမီးရဲ့မေတ္တာနဲ့လည်းမတန်ပါဘူးသမီးရဲ့သမီးရဲ့ပေးဆပ်မှုတွေအနစ်နာခံမှုတွေနဲ့လည်းမတန်ပါဘူးတွတ်ချလိုက်ပါလို့ကျမကတော့အဲ့လိုပဲအကြံပြုလိုက်တယ်အဲ့တော့ကျမတို့ main ကလေးတွေသမီးသားထားကြတယ်ချစ်သူထားကြတယ်ထားပါအဲ့ဒီချစ်သူထားနေတဲ့တတန်ကာလအတွင်းမှာကိုကသူ့ကိုလေ့လာပါ ကိုဘက်ကနေဆန္ဒတွေစောပြီးတော့ဘဝလုံးတော့ပုံမအပ်စေချင်ပါဘူးကိုကသူ့ကိုလေ့လာပါသူဟာကိုပုံမှာစာရှိရလားသူ့ရဲ့စိတ်နေစိတ်ထားကရောအဆင်တန်းရှိရလားသူ့ရဲ့ကိုရီကိုသွေးကရောမိန်းကလေးတွေပုံမှာပဲဖြစ်ဖြစ်ဒကူကောင်းဆန်တတ်တဲ့အချင်းစရိုက်မျိုးရှိနေသလားဒါမျိုးကိုကလေ့လာပါတကယ်လို့လေ့လာခဲ့လို့သူဟာ ချင်းချက်တွေရှိနေတယ်မပြည့်စုံဘူးမပြည့်စုံတာပစ္စည်းဥစ္စာကိုပြောတာမဟုတ်ပါဘူးเนาะပညာကိုလည်းပြောတာမဟုတ်ဘူးစိတ်ကပိုင်းဆိုင်ရာနှိမ်ပါနေတယ်ကိုယ်ရည်ကိုယ်သွေးနှိမ်ကြနေတယ်ဆိုရင်သူဟာခင်မုန်းလားမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ချစ်သူကောင်เนาะချစ်သူကောင်တယောက်မဟုတ်ဘူးဆိုရင်ခင်မုန်းကောင်တယောက်ဖြစ်ဖို့ခက်ခဲပါလိမ့်မယ်လို့ဒါကြောင့်မိန်းကလေးကြီးစားထားတဲ့အချိန်မှာစဉ်းစားပါ ချစ်သူကောင်းမဖြစ်တဲ့လူတရားခင်မုန်းကောင်းတရားဖြစ်နိုင်ဖို့အင်မတန်ခက်ခဲတတ်ပါဘူး